အဲ့ရလို့ဘေးမှာမောင်ရှိမနေရောပါဘူးအလုသွားပြီထင်ပါတယ်ဒါကြောင့်ကျွန်တော်လေးမျက်နှာတည့်တွားတိုက်ပြီးတော့အောက်ထပ်ကိုဆင်းလာပြလိုက်ပါတယ်အောက်ထပ်မိဖို့ရေရောက်ရောက်ချင်းမင်းလိုက်ရတဲ့မြင်ဝင်ကြောင့်ဆွမ်းအားသွားပေးရမှာတယ်မောင်လုံသွားပြီမိဖို့ရေမှာထမင်းချုံနေပါတယ်နားမလည်နိုင်တော့မောင်ဘာတွေလုပ်နေမှမသိပါဘူး ။မောင်အလုံးသွားပဲဗါလေးလုံနေရလေ။အင်းနိုးလာပြီလား။လက်ကရောဘလို့နေသေးတယ်။ကျွန်တော်မေးဖို့မဖြေသေးပဲစိတ်ပူပင်းနေတဲ့မောင်ကြောင့်ထပ်ပြီးပြုံးမိပါရဲ့။ချစ်တယ်မောင်။တက်တာပါရဲ့။မောင်အလုံးသွားဦးလားလို့။နေလေလောက်မှပဲစီဝေးသွားတတ်တော်မယ်။ဩတခုံးသာဆိုပြီးဖန်ကုန်မှာထိုင်နေလိုက်ပါရဲ့။ မောင်ကလည်းမြေတောင်မခက်ကြည့်နေမိပါရဲ့မောင်ကသမင်းကျော်ပကံလေးလာချပေးပါရဲ့ထူးဆန်းတာကပကံသုံးပကံဖြစ်နေတာပါပဲဘာအတွက်လဲသိချင်တာကြောင့်ကျွန်တော်မောင်ကိုမေးလိုက်ပါရဲ့ဒါကဘသူ့အတွက်လဲမောင်တဲငယ်အတွက်ညာဖုန်းဆက်ပြီးမနက်စာကိုအိမ်မှာလာစားခြင်းလဲဆိုလို့ပြင်ပေးထားတာမင်းစားခြင်းစားနေလေငါလည်းတဲငယ်ကို channel မှာတောက်ဆောင်ဦးမယ် ပြောင်းလဲနေတာမှန်ပေမဲ့ကျွန်တော်အတွက်မဟုတ်မှန်းအစကတည်းကတည်ထားတင်တာလေခုတော့အမြင့်ရောင်မှအောက်ခြေအနေရိုက်ချခံလိုက်ရသလိုပါပဲအိုက်ကောင်လေးအတွက်အစိုးရထပြီးမျက်စာပြင်ပေးတယ်လေအလုတ်တောင်နေ့လယ်မှသွားမယ်တဲ့ကျွန်တော်ရဲ့မောင်ဘလောက်ချစ်တက်လိုက်လဲကြည့်ပါဦးကျွန်တော်တို့မဟုတ်ဘူးပေါ့မနက်ခင်းကိုကျွန်တော်အတွက်မဟုတ်တဲ့မနက်စာနဲ့ မြေကြီးတွေကိုစီချိုရင်အစာပြူခဲ့ရပြန်ပါပြီ။ကြားလာတော့ခန္ဓာရင်မဲ့တွေပြန်ပါရဲ့။အစင်းသေးမှာပဲဗျာ။လာသိငယ်ကြိုက်လုတ်ပေးထားလား။လုတ်ပေးထားတာဗော။အဲ့ကြောင့်ချစ်နေရတာ။အတက်ကလေးသမင်းစားကန်တွေကနေအတိုင်းသားကြားနေရတဲ့စကားသံတွေကြောင့်ထပ်ပြီးနာကျင်ရပါတယ်ဒီတစ်ခါတော့ခွင့်လွတ်ပါမော် မေလေးခန်းစားတဲ့နှလုံးသားရှိအောင်မို့မောင်လေးခန်းစားကြည့်ပါတခါတော့အော်အကိုလည်းနိုးနေပြီ morning ပါဗျာအေး morning ထမင်းစားကနေဝင်လာတော့နှုတ်ဆက်လာတဲ့ကောင်လေးအလိုက်ထိုက်နှုတ်ဆက်ပြီးဖြစ်ပါတယ်ရှင်ထဲမှာတော့အောင်သက်သက်နေရပါရော့တဲငယ်လေးအတွက်အာစိုက်တယ်စိုက်တယ်စိုက်တယ်ဆိုစားဗျာကုံသွားရင်ထက်လုပ်ပေးဦးမှာဖြစ်တယ်ဗျာကိုကိုဖြစ်ပါတယ်ကွာကိုကိုကလည်း ကျွန်တော်ဆိုတဲ့ကောင်ကိုဖုတ်လျက်ငပီရှိရလို့တောင်သဘောမထားကြတဲ့မောင်နဲ့အဲ့ဒီကောင်လေးကိုကြည့်ပြီးဖုန်းကောက်ကင်ပြီးတော့ဟယ်လိုဇက်ဟယ်လိုမော်နီဟိုသူတို့ဆက်ဆက်ဖုန်းနေပါရဲ့ဆက်လို့မရဘူးလားပြောအာမဟုတ်ပါဘူးရပါလေကိုကိုတို့ဆူအေဗာရယ်ဒီအပူလေမနေ့ကမောင်ဟင်းကစားခြင်းလို့အဲ့ဒါကျွန်တော်ကိုနဲ့မနေ့ကတူတူစားလို့ရလား ရတယ်မင်းမြန်လား Okay ပါဗျာချက်တယ်ဒါမဲ့တော့အင်းကာကီယူဆိုင်ပေါင်းဖုန်းပြောနေတဲ့တစ်ချိန်လုံးမောင်ကျွန်တော်ကိုပဲကြည့်နေခဲ့ပါတယ်မောင်ခံစားရလားယဘာပဲဖြစ်ဖြစ်ငေခံစားရတာတတဖို့အတွက်ဒီနေ့ကစပြီးမောင်ကိုလိလူရှုနိုင်အောင်ကြိုးစားတော့မှာမလို့မောင်ပျော်ပါတော့နော်တင်ဆိုင်အေးစေးစားနော်အကူကမိုဟင်ကစားကျင်တာနဲ့တငယ်ချင်းကိုလှမ်းမှထားလို့ ိတ်ဆေးနေကြအကူ channel သွားဆောင်မလို့ဟုတ်ရပါတယ်အ ਨੇ ဆုံးတော့မောင်းရှည်ရအပြုံးမပြတ်ရှောင်ထွက်နိုင်ခဲ့ပါလေနောင်ခါလာနောင်စည်းဆိုသလိုဇက်နဲ့ပတ်သက်ပြီးနောက်ဆက်တွဲပြဿနာကိုကျွန်တော်ကိုယ်တိုင်ဖြေရှင်းမှာဖြစ်လို့ခုတော့မောင်မဟုတ်တဲ့တခြားသူနဲ့ဖြတ်တန်းမှုဆုံးဖြတ်ထားလိုက်ပါတယ်ကဲရောက်ပါပြီခင်ဗျာမြန်သားပဲအဲဟဲကိုကိုတော်ပဲလေတော်ပါ လာတွားစားရအောင်ပူရုံလေးအဲ့လိုပြောပြီးမိဖို့ခန်းထဲဝင်ဖို့လို့ကျွန်တော်ဇက်ကိုအေကန်းအဆောင်ကိုပြောလိုက်ပါတယ်ဘာလို့ဆိုမိဖို့တဲ့ကမောင်နဲ့တင်ဆိုင်ကိုမတွေ့စေချင်တာကြောင့်မောင်ကိုအထင်သေးသွားမှလည်းစိုးရိမ်တာလည်းပါနေမိပါတယ်လိလျူရှူဖို့ကြိုးစားနေတဲ့ကျွန်တော်ကမောင်အတွက်ဆိုတဲ့စိတ်ကြီးကိုမုံမိနေပါတယ်ကေယောစားလို့ရပြီအာမွေးနေရပဲကိုကိုလေးစားလीအင်း ဒါနဲ့ခုခုခဏနေကျွန်တော်သွားရရှိသေးတယ်လိုက်ခဲ့ပါလားဟာမလိုက်ချင်ဘူးကို့ပဒါကိုသွားလှုပ်ပါကိုကိုရမနှက်စာဝယ်ကြည့်ထားတဲ့မျက်နှာလေးထောက်ပြီးတော့တော်ပြီဒါဆိုမစားတော့ဟာအဲ့လိုတော့မလုပ်ပါနဲ့စားတော့စားပါမလိုက်ချင်လည်းခေါ်တော့ပါဦးပြီးရောဒီဖုန်းစပြောကလေးကဆက်စူရဲ့အတန်ကြားလိုက်ရပြီအခုချိန်ထိကျွန်တော်နေလို့ထိုင်လို့မရပါဘူးငယ်ကျွန်တော်ကိုလက်တော့ပြန်နေရမယ်တိတာမှုလို့အေးအေးဆေးဆေးထိုင်နေလိုက်ပါတယ်မကြပါဘူး ငယ်အိမ်ရှိကိုထွက်သွားပါတယ်။ကိုကိုရဲ့နေကျွန်တော်မရှိတဲ့တလအတွင်းငယ်ပြောင်းလဲနေပြီလား။မချစ်တော့ဘူးလား။ထပ်ပြီးထွက်ပြေးမှလား။အဲ့ဒီမိကုံးမောင်များစွာနဲ့ကျွန်တော်ရင်ထဲမှာပူလောင်နေရပါတယ်။ခုလေဧကန်းမှာကလေးတယောက်လိုချစ်တိုက်ပြီးမလိုက်ချင်တဲ့အကြောင်းငင်းနေပါတယ်။မောင်မဟုတ်တဲ့တခြားတယောက်ရှိမှအလောက်ချစ်ဖို့ကောင်းမနေပါနဲ့ကွာ။ကိုကိုလိုက်ခဲ့ပါနော်ဘလို့ဖြစ်နေရလဲ လိုက်ခဲ့မယ်မလားနော်နော်နော်လို့အေးဟေးလိုက်မယ်လိုက်မယ်ဒါပဲကွာမောင်စီကိုကျွန်တော်သွားပြီးမောင်နဲ့တိုက်ရိုက်မပြောပဲတင်ဆိုင်ကိုအတုံးချပြီးခွင်တောင်းလိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်မောင်ခွင့်ပြုလိုက်ရပါတယ်။ဒါနဲ့ပဲကျွန်တော်ဆက်နဲ့တနေ့ကုန်ပြီးပါအတူကုန်ဆုံးဖြစ်သွားပါတယ်။လမ်းရောက်တော့မှဇက်ကကိုကိုခန်းစားတဲ့တောင်းသားအပြင်ခေါ်ခဲ့တာဘလို့ ဘာလို့ဆိုလိုရလဲကျွန်တော်ကထင်သလောက်မှားပါဘူးဗျာဖုံးမဆက်ဘူးပဲဆက်ကလေးကကြည့်ပြီးသားမလို့တမင်ခေါ်ခဲ့တာပါကျေးဇူးတင်ပါတယ်ခုလိုဝမ်းနေနေတဲ့ချိန်မှာအနားမှာရှိနေပြီလို့ပြောရင်းနဲ့မျက်ရည်တွေကျလာခဲ့ပြန်ပါတယ်တူရွေ့သွားနေတဲ့ကားလေးကိုဇက်ကလမ်းမမှာထိုးရလိုက်ပါတယ်ဘာလို့ရလိုက်တာလဲလာခဏလောက်ဒီကောင်းလေးတန်းရှူခြင်းလို့ကားပေါ်အဆင်ပြေသူ့ဘေးသွားရတော့ ရုတ်တရက်ကြီးသူကျွန်တော်ကိုဆွဲဖက်လိုက်ပါတယ်ချက်ချင်းပြန်ရောက်ထွက်ဖို့လုပ်ပေမဲ့သူကအားကုန်ဖတ်ထားကြောင်းအချင်းလေးသာဖြစ်ခဲ့ရပါတယ်ငိုလိုက်ပါကျွန်တော်ရင်ငုံနေမှာပဲအားရအောင်ငိုလိုက်ပါဘာလို့ဘာလို့ငိုရမှာလဲမငိုဘူးဟုတ်တာပေါ့ကိုကခန္ဓာရင်ရှိပြီးသားပဲလေကျွန်တော်သိတာပေါ့လောရက်တယ်မောင်တိတ်ရက်ဆက်တယ်အချိန်ချင်းနာကျင်အောင်လုပ်တယ်ငါမောင်းမုံးတယ် ရှင်ဝင်ထဲမှာတတိတိရှာပြီးငိုနေတဲ့ကိုကိုကျွန်တော်မှသွားပြီလေကျွန်တော်ကိုယ်တိုင်ပြီးနေကြမိပါတယ်တောင်းပန်ပါရဲ့ဗျာကယူဆိုင်ပြန်နော်ဟုတ်ခုနကကိုကိုအဲခုနကဇက်ကိုနှုတ်ဆက်ပြီးအိမ်ထဲဝင်လာခဲ့တဲ့ချိန်မှာတော့ဧကမ်းမှာမောင်းထိုင်နေတာမြင်မြင်ပဲကြော်သားကိုပြင်လိုက်ပါတယ် ဒီကိုခဏကြွပါအောင်တော်တော်မှပျော်ခဲ့ရဲ့လားမောင်အဲ့လိုစကားတွေပြောမယ်ဆိုငါနားထောင်မှာမဟုတ်ဘူးဝါအာကိုရှိတော့ပြန်ပတ်တတ်နေပြီပဲမောင်ထားပါတော့မပြောနဲ့ဆိုလည်းမပြောတော့ဘူးဒါပေမဲ့ဒီကိစ္စတွေတော့ရှင်းမအောင်ဟင်ဒါဒါဟာလေစွန့်အားသွားတာလားမောင်ငါ့ကိုနည်းနည်းမှမယုံဘူးနော်ဟုတ်တယ်မယုံဘူး လုံးဝမယုံဘူးအဲ့လိုဖြစ်အောင်မင်းကိုယ်တိုင်ဖန်တီးခဲ့တာပဲလေဟမ်မောင်ဒေါသတကြီးអော်ပါတော့တယ်ចောက်ဖို့လဲកောင်းတယ်လို့မောင်ကိုကြည့်ဖို့မကြည့်ရဲပါဘူးကျွန်တော်ဇက်ကိုဖတ်ပြီးငုံနေတဲ့ပုံကြီးပြပြီးလူတက်တော့မဲ့ပုံစံနဲ့မောင်ကိုကျွန်တော်ចောက်ပါတယ်ငါတို့ကយိုးတတ်တာပါပဲမောင်မယုံပါဆက်မှာကိုကိုကူကိုနေရយိုးတာလားကျွန်တော်စကားမဆုံးခင်ပါပဲမောင်ဖြတ်ပြောလိုက်ပါတယ် ဒါဆိုမောင်ရရောတိမ်ဆိုင်နဲ့ဖြစ်ချင်တိုင်းဖြစ်နေတာ ው ကြငါဘလို့ခေါင်းစဉ်တက်ရမလဲမတက်နဲ့ငါကိစ္စတွေမင်းနဲ့မဆိုင်ဘူးဒါဆိုငါကိစ္စတွေကလည်းမဝင်မပါဘဲနေလိုက်လေဘာမင်းကိုငါပိုင်တာငါဝင်ပါခြင်းပါမယ်မပါခြင်းမပါဘူးငါအယုံမဟုတ်ဘူးမောင်တိတယ်လေအဲ့တော့ဘာဖြစ်လဲမုန်းနေဘာဟုတ်တယ်ချစ်နေရတာပင်ပန်းနေမှာတော့မုန်းမှုပဲစူးစားရတော့မှာပဲမုန်းနေမုန်း ျွန်တော်စကားမဆုံးခင်မှာပဲမောင် ကျွန်တော်ကိုညင်သားမှုကင်းမဲ့ပြီးကြမ်းတမ်းစွာနဲ့နန်းဆိုင်လာခဲ့ပါတယ်ကျွန်တော်လူချင်းတာဒီလိုအခြေအနေမဟုတ်ခဲ့တာမို့နာကျင်ရပါတယ်မောင်အနှမ်းကြီးကဂျုံထွက်လို့မရတဲ့အစုံကျွန်တော်ငြိမ်နေမိလိုက်ပါတယ်နေရည်တွေကိုလည်းမတားဆီးထားနိုင်တော့ပါဘူးလုတ်ပါမောင်လုတ်ပါကျေနဲ့တယ်မလားဟင် နောက်ဆုံးတော့အနမ်းနေရက်တန့်သွားပါတယ်။ကျွန်တော်အောင်နှခမ်းတွေကိုသူ့အလင်းလင်းထွက်တဲ့အထိမောင်းကြိုက်ခဲ့ပါတယ်။နှခမ်းကအနာထက်ရှင်တွေကအနာပူပြင်းပါတယ်မောင်။ကျေနပ်လားမောင်။နောက်တခါအဲ့ဒီပါဇက်ကမုန်းတယ်လို့ထပ်ပြောရင်ဒီထက်ပိုဆိုးတဲ့အပြစ်ပေးမယ်။မောင်မတရားဘူးလို့မထင်ဘူးလားယင်။မထင်ဘူး။ငါဘာလို့လို့အကုန်မှန်တယ်။ ဟုတ်ပါတယ်မောင်ကတိတ်တော်တဲ့လူပဲလေဘာပဲလုပ်လို့အကုန်မှန်နေမင်းတီထားဖို့ကငါယူထားတဲ့မင်းကငါမဟုတ်တဲ့လူနဲ့ရှိနေစရာအကြောင်းမရှိဘူးပြောချင်တာကဘလူးပလဲလုံနေတာတွေမမြင်ချင်ဘူးယွန်းတယ်လူမြင်ငွေကြီးမှာရှက်ဖို့ကောင်းလိုက်တာမောင်တဖက်သက်ကြီးဆွဆွေးနေရတယ်တော်ပါတော့မောင်လေဟုတ်ကောင်လေးနဲ့ဖြစ်ချင်နိုင်ဖြစ်နေတာပဲလीအ ငါတခါလေးအပြင်ထွက်ပြီးတော့အပြစ်ဖြစ်သွားတယ်ပေါ့ဟုတ်လားမဆမ်းပါဘူးငါဆိုတဲ့ကောင်ကအပေခံပဲလေဘယ်တော့ကငါအတွက်ဆိုပြီးတွေးပြီးခဲ့ဘူးလေငါချင်းနေမှာပဲဝမ်းနေနေမှာပဲတိမ်ငယ်နေမှာပဲဆိုပြီးနှစ်တိမ်ပြီးခဲ့ဘူးလားအမြဲတမ်းနာကျင်ရတာဘသူကြောင့်လဲအမြဲတမ်းငိုနေရတာရောဘသူကြောင့်လဲတစိမ့်နေရှိမှတော့တိမ်ငယ်နေရတာရောဘသူကြောင့်လဲဟမ်ငါမင်းနေတယ် ဖြည့်လေဖြည့်လေဘာမှအဖြည့်မရှိဘူးမလားရပါတယ်မဖြည့်လဲတိတာမလို့နေသားကြနေပါပြီခုနိုင်မောင်ဒီညတော့မောင်အခန်းထဲမှာလာမအိတ်နိုင်တာခွင်းလို့နော်ဒီနေ့ငါ့ကိုကညစ်ပတ်နေလို့ခံစားရသည်မလူသိထားရသည်မလူ အားရပါရကိုပြောလိုက်မိပါတော့လေနားနေတဲ့နှခမ်းလေးကိုမတားဆီးနိုင်ပဲတိတ်ချစ်ပါလေဆိုရဲမောင်းကိုအော်အော်ပြီးတော့ပြောခဲ့ပါလေခုတော့မယောက်ဖြစ်တာကြရဲကျွန်တော်ကိုပိုင်ကဘာလေးစီပြေးခဲ့ပါလေနာကျင်မှုတွေကိုမျက်ရည်အဖြစ်ပြောင်းလဲပြီးစိတ်ထွက်ပေါက်ရှာပေးရစီငယ်မနေ့ကဇက်နဲ့ပြင်သွားမယ်ဆိုပြီးမလိမ့်တဲ့ဘက်ခွင်တောင်းသွားခဲ့ပါတယ် စင်မချတာနဲ့အင်အားဒရိုက်ဘာလေးကိုနောက်ကလိုက်ကြည့်ဖို့လွတ်လိုက်မိပါတယ်။နေ့လယ်လောက်ကျဒရိုက်ဘာလေးပြန်ရောက်လာပြီးဓာတ်ပုံတပုံထုတ်ပြလာပါတယ်။ကျွန်တော်ဒေါသတွေငယ်လေးထိရောက်သွားခဲ့ပါတယ်။ကျွန်တော်ရဲ့ငယ်ကဇက်ရည်ရင်ဝင်နေမှာလေဒီ။ငယ်လေကျွန်တော်ဒီလူရက်ဆက်နေပါတယ်။ငယ်လုတ်ခဲ့တဲ့အရာတိုင်းကကျွန်တော်ကိုအတိတ်စီပြန်ခေါ်ဆောင်နေမယ်ဆိုတာငယ်တတိမထားမိတာများလား။ညအောင်မှငယ်ပြန်လာခဲ့ပါတယ်။ ကျွန်တော်နဲ့ငယ်ခါတိုင်းလိုပဲစကားများကြပြန်ပါတယ်။ဒါပေမဲ့ဗျာငယ်ကကျွန်တော်ကိုမုန်းတယ်တဲ့။ချစ်ရတာပင်ပန်းလို့မုန်းမယ်တဲ့လေ။ပြောထွက်လိုက်တာငယ်ကမောင်ဆိုရဲကောင်ကငယ်ကိုနာကျင်စေနိုင်တယ်ဆိုပေမဲ့မုန်းတယ်လို့တော့မောင်ပြောနိုင်ခဲ့ပါဘူး။ငယ်ကမောင်းတက်ပို့ပြီးတော့ရဲဆက်နေတတ်ပြီလား။ရပါတယ်။ငယ်စီကဘာပဲဖြစ်ဖြစ် မောင်လက်ခံနိုင်အောင်ကြိုးစားမယ်။ငယ်လေးပြင်ဆင်ထားပါ။ချစ်တယ်ငယ်။မောင်တောင်းပန်ပါတယ်ငယ်။အဲ့ဒီစကားကလွယ်ပြီးပြောစရာမရှိတာမလို့တဲ့အိမ်ထဲမှာဆိုပေမဲ့မတူညီတဲ့နေရာတွေစီကနာကျင်မှုတွေနဲ့အိပ်စက်ခဲ့ကြပါရဲ့။တော်ကြီး မလောက်တော့တော့မလို့လားနှစ်စာတော့ရပြီစားပါလေမစားတော့ပါဘူးရုံးရောင်မှတခုလောက်ခိုင်းလိုက်မယ်အဲ့ဆိုလဲတာတော့ပါကွယ်ဒါနဲ့ငယ်ရောမတွေ့ပါလားဟင်လူကြီးလာတော့မတွေ့မိဘူးမလို့တူထင်တယ်ဩကျွန်တော်သွားကြည့်လိုက်မယ်အေးအေးမင်းညာဖြစ်တဲ့ကိစ္စမှာလွန်သွားတာမှန်ပေမဲ့တောင်းပန်ပါလေလို့တော့မပြောနိုင်ဘူးငယ် ဒါပေမဲ့ငဲမျက်နှာလေးကိုတော့မြင်ပြီးမှအလုသွားနိုင်မှာမလို့ငဲစီမောင်းလာခဲ့ပြီနော်။ငဲအခန်းလေးကိုဖွင့်လိုက်တယ်ဆိုရနဲ့အခန်းကအားလုံးပုံဝင်ဖြစ်နေပါတယ်။ငဲတော့ရှိမနေပါဘူး။ဒါနဲ့တိမ်လုံးနဲ့လိုက်ရှာနေမိပါတယ်။ဒါပေမဲ့ငဲရဲ့အရေးအယောင်မတွေ့ရတာမို့လို့အယောင်ယောင်အမှားမှားအော်နေမိတော့ပါတယ်။ငဲထက်ပြီးပြက်ွယ်မသွားပါနဲ့နော်။မောက်တောင်းမှန်ပါတယ်။ပြန်လာပါကွာ။ ။မောင်တိတ်ကိုမေ့ဆိုလဲစူးစားပြီးမေ့ပေးပါမယ်။တင်ဆိုင်နဲ့လည်းအဆက်အသွယ်ဖြတ်ပါမယ်။ငဲကိုလည်းကောင်းကောင်းမွန်မွန်ဆက်ဆံပါမယ်ကွာ။ဝမ်းနဲ့အောင်နာကျင်အောင်မလုပ်တော့ပါဘူးလို့ဂရီပေးပါတယ်။ပြန်လာပါကွာ။ဟာယူရောမယ်ငဲကြီး။ငဲပေးမှလဲ။ထွက်လာပါတော့။မောင်ကမနောက်ပါနဲ့တော့ကွာ။မောင်ရင်နေပူနေပြီ။ငဲကြီး။ငဲလို့မောင်ခေါ်နေတယ်လေ။ထူပါဦး။ မထားခဲ့ဘုံမောင်ပြောထားရလေထွက်မပြေးဘုံမောင်မာထားရလေငယ်ရင်အာမနဲ့ခရေကမတွေ့ရသေးတဲ့ငယ်ကိုစကားတွေအကြောင်းထက်စွာပြောပြီးရှာနေခဲ့ပါတယ်အခုဆိုရင်ညတော်ရောက်သွားခဲ့ပါပြီဒါပေမဲ့ငယ်အကြီးလေးတောင်မတွေ့ရပါဘူးမောင်တို့တကယ်ပဲမုန်းသွားပြီလားကွာတိုင်းတော်ပါတော့ငိုပါနဲ့တော့နော် ။တပါလေးပြန်လာမှာပါ။ဟင်။ငယ်ကျွန်တော်မုန်းသွားပြီ။ဟုတ်တယ်။မုန်းသွားပြီ။မဟုတ်တာ။တပါလေးကတောက်တဲချစ်တာ။တော်ကြီးတည်တာပေါ့။ပြန်ခေါ်ပေးပါနော်။ငယ်ကိုကျွန်တော်စီပြန်ခေါ်ပေးပါဗျာ။ပြီးပါကွယ်။ကလေးတယောက်လုံးငုံနေတဲ့ဒီတန်းလေးကိုကြည့်ပြီးကိုပါမျက်ရည်ချမိပါတယ်။ချစ်ပါရဲ့နဲ့။ဘာလို့များလဲတားရင်။ခုတော့တော်ကြီးလည်းလုပ်ပေးနိုင်တာမရှိတော့ဘူးကွယ်။ ွေးနေနေပြီးရလာတယ်။ဟေလီစီခုဆက်မယ်ဆိုတာပဲ။ချက်ချင်းဖုန်ဆက်ပြီးကြိုးကြောက်ပြောပြလိုက်တာ။လာခဲ့မယ်ဆိုမှလည်းစိတ်အေးရတော့တယ်။ကြာပါဦး။ရောက်လာကြရလေ။ဟေလီကြီးမမကြီးနဲ့ပန်းရောင်လေးပါလာတယ်။ကားရန်ကြတော့ဒီတန်းပြရခပ်ပြီးပြတ်ထွက်သွားခဲ့တယ်။ငေးငေးငေးပြန်လာပြီလား။မောင်မောင်စောင့်နေတာ။ငေးငေးရောဘယ်မှာလဲ။ငေးတာ။ တာစိတ်ထိတ်မှပေါ့မမီလေးမမီကြီးလေးလာလာထဲသွားရအောင်နော်ငဲငဲကိုခေါ်ပေးမှမလားဟင်အင်းမခေါ်ပေးမှပေါ့လာလာငဲဒေဒီကြီးနဲ့မမီကြီးချုပ်ပြမှာစိတ်ရင်းနဲ့ညင်ကြသွားခဲ့လွန်ခဲ့တဲ့၄နှစ်ငင်းနဲ့လမ်းခွဲပြီးကြတဲ့က ကျွန်တော်အလုပ်တစ်ခုကိုနေရာလုပ်ဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ငွေကိုလွှမ်းတဲ့အကြောင်းတွေကိုစာအုပ်ပေါ်မှာစာစီတက်ခဲ့တာပါပဲ။မောင်သိပ်ယူတာပဲနော်။လွှမ်းလိုက်တာငွေရချိတ်လိုက်တာကွာဆိုပြီးဘယ်တော့မှမပြောပဲစာအုပ်ထဲမှာသာချိန်ပြနေခဲ့တာငွေသိရင်ထပ်ပြီးနားကျင်အောင်မယ်။မပြောပြခဲ့တာတွေအတွက်ငွေပြန်လာရင်မောင်တို့ချပြီးပြောပြမယ်နော်။ငွေနားထောင်နေပါမလားတော့မသိဘူး။ချစ်တယ်ငယ် အခုလဲကျွန်တော်စာအုပ်လေးထဲမှာစာစီပြီးတော့ငိုနေပါတယ် Happy birthday ငယ်ငယ်ထွက်သွားတာအခုဆိုတလားအောင်ရှိနေပြီဘာဆိုပါမှမသိရသေးဘူးဘလို့ပဲစုံစမ်းစုံစမ်းအစအနာတော့မသိရသေးဘူးမောင်ရမ်းလွမ်းနေပြီငယ်မောင်မားပါတယ်ကွာပြန်လာခဲ့ပါတော့နော်မောင်တို့ဘဝလေးကိုအစကနေပြန်စားကြမယ်လीနော်ငယ် မောင်ကိုငယ်မချစ်တော့ဘူးလားဟမ်မရက်ဆက်ပါနဲ့တော့ငယ်တိလားမောင်ခုဆိုအရာအလုံးပြောင်းလဲနေပြီမောင်ပြောင်းလဲမှုတွေကိုမွေးလက်ဆောင်ဖြစ်လာယူပါအောင်ကွာမကြင်တဲ့ဓာရီအတွက်လည်းမောင်ကိုအပြစ်လာပေးအောင်လေမောင်ကလေငယ်မွေးနေ့ရောက်ရင်အတူတူခီးသွားမယ်အမတ်တရတပုံတွေရိုက်မယ်လက်ဆောင်ပစ္စည်းလေးတွေဝယ်ကြမယ်ဘုံတွေအတူတူစားကြမယ်ရှောက်သွားကြမယ်ဟာပျော်စရာကြီးနော် ဒါပေမဲ့မောင်ကအဲ့လိုပြောစမှုတွေနဲ့မထိုက်နိုင်တဲ့သူထင်ပါရဲ့ငဲစုံပြမှုကိုနှစ်ချိန်တိတိတောင်ခံခဲ့ရတယ်တွေးလိုက်တာကျင်နေရတယ်ငဲဆိုတဲ့လောင်းရဲ့အောက်ကမောင်ယုံထွက်ပြရစီနေတော့ငွေနေမှာငုံမနေပါနဲ့မောင်ရဲ့ကလေးလေးမောင်အဆင်ပြေနေရလားဟင်ပျော်နေမယ်လို့ငဲမျောလင့်နေရင်နော် ငယ်တောင်းပန်ပါတယ်။မောင်စီအားခွင့်ပြုချက်မရဘဲငယ်ထွက်ပြေးမိလို့ငယ်ထင်ထားခဲ့တာလေ။မောင်စီအားငယ်ထွက်ပြေးရင်ငယ်နာကျင်မှုတွေတက်တာမယ်လို့တွေးခဲ့မိတာ။ခုတော့မှန်းချက်နဲ့နန်းတော်ကပက်ပက်ဆက်ဆက်လွဲပါလားမောင်ရဲ့။တနေ့တနေ့မောင်ကိုလွမ်းတဲ့စိတ်မောင်ကိုတွေးချင်တဲ့စိတ်တွေကိုရိုက်ချိုးပြီးမောင်မရှိတဲ့အရက်မှာနေသားကြောင်စူးစမ်းနေရတယ်မောင်။ မောင်နေပြတနာတတညာဟာပေါ့ရေချူကန်းထဲမှာငေတအားငုံနေခဲ့တာအပြင်ထွက်လာတော့ဇက်စီကဖုန်းဝင်လာခဲ့တယ်မကင်ချင်းပင်မဲ့ခုချိန်မှာရင်ဖွင့်မှုလိုအပ်နေရာကြောင့်ငေကင်တိုင်းမိတယ်သူကပြောတယ်မောင်နေပြတနာတက်ကြမယ်ဆိုတာဒီလိုစိတ်မချတာနဲ့ဖုန်းဆက်လိုက်တာတဲ့ပြီးတော့နှုတ်ဆက်ချင်းလို့တယ်လေငေတိလိုက်ရတာငေပြရလူတွေအားလုံးက ငဲ့ကိုနာကျင်မှုတွေပဲပေးကြတယ်ဆိုတာကိုပေါ့ဇက်ကထပ်ပြောလာခဲ့ပါတယ်ပင်မနေရင်သူနဲ့လိုက်ခဲ့ပါလားတဲ့မလိုက်မှန်းသိပေမဲ့ခေါ်ချင်နေမိတာပါတဲ့လေငဲ့မောင်းကိုတိတ်ချပေမဲ့မောင်းဘေးနားမှာနေပြီးငဲ့ထက်ကထက်ကနာကျင်မှုတွေကိုမခံနိုင်တော့အောင်ငဲ့ထွက်ပြေးသွားခဲ့တာပါငယ်စနေတဲ့ငယ်ချင်းလိုနေနေပေမဲ့မောင်တိရင်ဘာတွေပြောမလဲဆိုတာငယ်တိနေတယ်မောင် ငယ်မောင်စီကနောက်ဆုံးအနေနဲ့မောင်နှဖူးလေးကိုတော့ခိုးနိုင်ခဲ့မိပါတယ်။ခွင့်လွတ်ပါမောင်။နောက်ဘဝဆိုတာရှိရင်တောင်မောင်နဲ့ထက်ပြီးမဆုံးမရစေနဲ့လို့ငယ်ဆုတောင်းနေမိပါတယ်။ဘာလို့ဆိုငယ်အချစ်တွေအားလုံးဟာဒီဘဝမှာပဲအကုန်ပေးဆက်ခဲ့တာမို့ငယ်ခုစင်ကာပူဆိုတဲ့နိုင်ငံကြီးကိုရောက်နေတယ်မောင်။အရာအားလုံးဟာခမ်းနားတယ်၊လှပတယ် မြစ်လူဘွေတွေနဲ့ပြည့်နေနေပြီမဲ့ငဲ့ရဲ့ခံစားတတ်တဲ့နှလုံးသားကတော့မောင်စီမှာကြံနေခဲ့တာမို့ပြေဆုံးနေလို့တော့ပြောလို့မရပြန်ဘူးငဲ့အရာအလုံးအစင်ပြင်းနေပါတယ်ဇက်ကတငယ်ချင်းလိုပဲဆက်ဆံနေအခွင့်အရေးမရှိဘူး तू ကဒီကိုလုကိစ္စနဲ့လာတာတဲ့နောက်ထပ်တလခွဲလောက်ကြာမယ်ပြောတယ်ပြန်လာပြင်တော့မောင်စီလာပြမှာမဟုတ်တော့ဘူးငဲ့ကိုအရင်အထပ်ပို့ပြီးမုန်းလိုက်ပါတော့နော် ခိုင်မြဲမဲ့အထင်နဲ့မောင်းကိုငဲအချစ်တင်နဲ့ခြိခဲ့တယ်လို့မောင်းကလည်းလွတ်ထွက်မသွားဘူးအတကြိုးတွေအထက်ထက်နဲ့ရှေ့ဘက်ပြန်နေနောက်ဆုံးရလက်ကတော့ထပ်ပြီးဝေးရပြန်တာပါပဲဟယ်လိုပြောပါအဆင်ပြေတယ်မလားอืมချောချောမုံဝေးပါပဲတောင်းနေဒါဆိုတော့တောင်းရလောက်နေနောက်စင်ထားရခွင့်နဲ့ရောမောင်လေးဝင်လာပြီဆိုတာနဲ့အဲ့ဒီရောလာလိမ့်မယ် ကျွန်တော်အမလာလိုပဲနော်အရင်ရက်ဆက်လို့မနေဘူးလားတိတ်ဆန်းဘာပတ်စံထပ်ပေးမယ်ခိုင်းလာလည်းပြီးအောင်တော့ Okay okay ပတ်စံထပ်ပေးမယ်ဆိုရင်တော့ရက်ဆက်နေ့ရက်ဆက်ရမှာပဲအေးဒါဆိုတာပဲတောင်းဝင်ပါလေမင်းတို့ညောင်ရဲ့ချက်ချင်းတွေကိုငါဖြတ်စီရတော့မယ်တကယ်စိတ်မကောင်းပါဘူးကွာဒါပေမဲ့ငါလည်းပတ်စံရင်းလို့နေရမှုပါခုဆိုငါကြီးလေးကဆေးရုံမှာတက်လို့နေရတာ သူစီဖို့အတွက်ငါကတမအာဇီဝရှိရှိအလုပ်လုပ်ပြီးရှာပေးနေတာပေါ့ဒါပေမဲ့အဲ့လောက်များတဲ့ငွေကိုဘယ်မှာတွားရနိုင်မှာလဲဒါကြောင့်ဒါကြောင့်တောင်းမမှာရကွာကိုကိုသမင်းဆိုင်အောင်လေအော်အေးလွမ်းနေပြီလားနေတိုင်းလွမ်းပါလေနာကျင်ပေးမယ်လေပေါ့တိတ်ချစ်တာပဲနော်อืม လာကျင်ရတဲ့အချက်နဲ့ပေါ့ပြင်ကျင်လားပြင်ကျင်တယ်ဒါပေမဲ့မပြန်ထက်ပြီးထက်ပြီးမချေရတော့လို့ဒါဖြင့်ကျွန်တော်ပြန်မလိုက်တော့ဘူးလားမင်းကငါ့ကိုတသက်လုံးခေါ်ထားနိုင်မှာမလို့လားငါဘာသာပြန်မှမယ်ခုလိုကူညီပေးတာ ਉਹ ပဲကျေးဇူးတင်ပါတယ်အကယ်၍ကျွန်တော်သာလူစုတယောက်ဖြစ်နေရင်ကိုကိုဘာလို့မှလဲလူစုတယောက်ဖြစ်ခဲ့ရင်တော့ဒီနေ့ဒီငါ့ဘောကောင်းပြီလို့ Tapi Yesus demi mawa. Eh?